ုံခဲနဲ့3နာရီကနေတင်ထားတာပေါ့နော် popular new channel ဆိုတာစစ်ဘောမှ channel ပေါ့ဘာဖြစ်လို့စစ်တပ်ဘောမှ channel ဆိုတော့လက်ရှိအာဏာသိမ်းပြီးတဲ့ကစစ်တပ်ကတနိုင်ငံလုံးအနှံ့မီးရှို့တဲ့ပြည်သူတွေတတ်တဲ့ဘုံကျဲတဲ့မျိုးစုံတည်င်းတွေရှိပေမဲ့စစ်တပ်ကအကြမ်းဖက်တဲ့ပြည်သူပေါ်အကြမ်းဖက်တဲ့လှုပ်ဆောင်မှုမှန်တယ်များကိုတခါမှမဖော်ပြဘဲနဲ့ဒီအာဏာသိမ်းစစ်ကောင်းဆောင်အကြိုက်တည်င်းတွေကိုဖော်ပြနေတဲ့ဖြစ်တဲ့အတွက်သူ့ကိုပြည်သူတွေကဘောမှမီဒီယာလို့တတ်မှတ်ထားတာပေါ့နော်အဲ့တော့အဲ့ဒီ ပေါ်ပြူလာအတန်းထဲမှာကုန်ခဲ့တဲ့၃နာရီကတင်ထားတယ်ပြည်သူလွတ်ဆိုကိုယ်စားလှယ်ဖြစ်ဝင်ရောက်အရွေးခံမဲ့ BB ချမ်းဆိုပြီးတော့เนาะအလုံးတိမှာပါ viewer 29ဒရမ 6K line နဲ့ဟာဟာနဲ့628ခု comment 85ခုเนาะဆိုတော့အဲ့ဒီမှာသူကဘာပြောထားလဲဆိုတော့နိုင်ငံခြားသတင်းဌာနတွေရဲ့သူ့ကိုမဟုတ်မမှန်ပြောလို့ဆိုတော့အစချီပြီးတော့ဦးမျက်ခိုင်ကအင်တာဗျူးထားတယ် ဒါလေးကိုအစပိုင်းလေးကြည့်လိုက်ပါနော်ကျွန်တော်ဖွင့်ပြပါမယ်ပြီးရင်အဓိကဘာလဲဆိုတော့နိုင်ငံသားတည်င်းဌာနကမဟုတ်မမှန်တာဒီပြောတာလားပြည်သူကပြောတာလားဆိုတာအဲ့ဒီတို့တင်တဲ့ပေ့ရဲ့ကွန်မန့်ကိုကျွန်တော်ဖတ်ပေးဖို့ပါနော်မင်းကြည့်တဲ့နိုင်ငံရေးနီလန်းကိုတုံးခဲလို့ဒီလိုမျိုးကြာရှုံးမှုနဲ့ကျွန်မရင်းဆိုင်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်မရဲ့အခုနောက်မကြည့် ထပ်ပြီးတော့ကြိုးစားနေတာကဒီအရင်ကရှောက်ခဲ့တဲ့ဒုညီနဲ့မီလန်ကိုရှောက်နေတာမဟုတ်ပါဘူး။ကျမတို့အရင်ကမင်းကြီးချက်တဲ့နိုင်ငံရေးဒီလန်ကိုတော့ပြီးတော့ကျမတို့သွားမှာမဟုတ်ပါဘူး။အဲဒါကြောင့်မို့လို့မတူညီတဲ့မီလန်နဲ့မတူညီတဲ့နိုင်ငံရေးဒီလန်နဲ့နောက်တစ်ကြိမ်ဆက်ပြီးတော့ကျုံစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသူတွေအနေနဲ့ကလည်းဒီအရှုံးဝင်နဲ့ဆက်မသွားဘဲနဲ့ နောက်တစ်ချိန်ထပ်ပြီးတော့စူးစားရှင်စင်းဝင်းမှုကြောင့်ကျွန်မကတော့ပြောရှင်ပါတယ်။နောက်တစ်ချိန်စူးစားခွင့်ပြုပါလို့ကျွန်မပြောရှင်ပါတယ်။လူတွေအားလုံးပြည်သူတွေအားလုံးလူချင်းနေတဲ့ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကိုအောက်ထည့်ဖော်နိုင်ဖို့နောက်တစ်ချိန်ထပ်ပြီးတော့စူးစားကြည့်ချဖို့ကျွန်မကတော့တက်ထုံပါတယ်။

ဲ့ပြောတဲ့အေးကိုလည်းဖြစ်ပါလေခင်ပြီးတော့ဗာပြောရင်တော့ဒီလိုပြောချင်တာအများကြီးရှိပါတယ်ဒီလိုအများကြီးပြောရမှာပါပြောတော့ဒီလိုပါတီးရတယ်အားလုံးတို့ထွက်ကြတယ်ဒါလေးပြောပြတော့ဒီလိုပါတီးကတော့ထွက်တာကဒီလေကျွန်မကပြောလို့ရှိရင်ကျွန်မကတော့ထွက်ချင်လို့တော့ထွက်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောချင်တယ်ပေါ့နော်အဲအရှင်ဘီကကျွန်မ၁၈ နေလို့မရတော့တဲ့အချိန်ဒီဘုလို့ကျမနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ပြီးတော့ကျမရှင်းဆက်ဖို့အတွက်လည်းကျမစူးစမ်းရအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဘုလို့ကျမဒီနှုတ်ထွက်ပြီးတော့ကျမရှင်းဆက်ရမယ်ဆက်ရှောက်ရမယ်အခွင့်အရေးကိုကျမစူးစမ်းဆောင်ရွက်ဖို့အတွက်ကျမနှုတ်ထွက်ဖြစ်ရတာပေါ့နော်အဲ့ဒီလိုပါဒါပေမဲ့တတိယရောအဲမထွက်စေချင်ပါဘူးသူတို့ကတော့တော့မနှုတ်ထွက်စေချင်ဘူးအဲဒါပေမဲ့ကျမနေရတဲ့ဟို ဒီတိုင်းဆက်နေနေလို့မရတော့တဲ့အခြေအနေမျိုးတွေရှိတယ်။ကိုယ်ရဲ့ရှိဆွဲရဆက်လုပ်ရမယ်ဟာဒီနဲ့ပတ်သက်ပြီးတော့ جماعه ဘာမှဆက်လုပ်ခွင့်မရှိတော့ဘဲနဲ့ جماعه ဒီတိုင်းရက်ပြီးညနာလိုက်ပုံပါကြတော့ جماعه ဒီငုတ်တုတ်ကြီးထိုင်ပြီးတော့နားလိုက်လိုက်ကြတော့ جماعه လည်းခံနိုင်ပေါ့နော်အဲ့ဒါ جماعه အနေနဲ့ဒီကိုယ်စလုံးအမိနဲ့ဝေတိုင်းနဲ့နေရာမှာနိုင်ရည်ဖြစ်စေရှုံးနေဖြစ်စေ جماعه ရလက်ကို جماعه ရင်ဆိုင်ရဲတဲ့လက်ခံမယ်ဒါပေမဲ့ကျွန်မစူးစမ်းရမယ့်အပိုင်းကိုကျွန်မအကောင်းဆုံးဖြစ်အောင်ကျွန်မစူးစမ်းပိုင်ခွင့်ကိုကျွန်မအကောင်းဆုံးသုံးပြီးတော့ကျွန်မအကောင်းဆုံးတက်နိုင်တော့ကျွန်မစူးစမ်းကြည့်ရှင်တယ်ရဲ့ရှုံးရင်လည်းလက်ခံတယ်ဘာမှမဖြစ်ဘူးကျွန်မဒီအနကျောင်းနေတဲ့ပုံကတော့အားလုံးတွေ့တယ်နော်အဲ့တော့ထားသူပြောနေတဲ့ဟာဆက်နားထောင်နေလက်ကားပဲနော်ကျွန်တော်ကတော့စိတ်ဝင်စားဘူးအဓိကပါလေပြပသတင်းဌာနတွေကသူ့ကိုမဟုတ်မမှန်ပြောလို့ဆိုတာ တကယ်ပဲပြည်ပသတင်းဌာနတွေကမဟုတ်မမှန်ပြောတာလားပြည်သူကလက်ခံရတဲ့အတန်းနေပေါ့နော်ပြည်သူတွေကသူ့ကိုလက်ခံရတဲ့အတန်းနေပြည်ပသတင်းဌာနကမဟုတ်မမှန်ပြောတာလားဒါမှမဟုတ်ပြည်သူတွေကို၌ကသူ့ကိုဝေဖန်နေတာဘာဖြစ်လို့ဝေဖန်နေနံပါတ်၁လက်ရှိရွေးကောက်ပွဲတွေပြည်သူတွေလက်ခံတဲ့ရွေးကောက်ပွဲမဟုတ်နော်တူဒီနိုင်ငံရဲ့ပေါ့တကယ်စိတ်ဝင်စားတဲ့ကိုယ်နိုင်ငံအတွက်သူ့အတူအရှိအအပြာမယ်ပဲလုပ်ခဲ့လုပ်ခဲ့ဒါကျွန်တော်တို့ကတော့အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဟိုမပြောလို့ဟုတ်တော့နော်တစ်ချိန်ကသူ့အတူဘာပဲလုပ်ခဲ့လုပ်ခဲ့လက်ရှိချိန်မှာ ဖြစ်တည်မှုလုံနေမှုပွဲတန်ဖိုးကိုပဲကျွန်တော်ကြည့်တယ်။ဒါဟိုတကယ်ပြောမှဆိုရင်တော့စကနိုင်းလူပြီးပြောတာတော့ပေါက်ပန်း၄၀ပြောလို့ပြောနေကြတာပေါ့။ဒါပေမဲ့ခက်နာကနံပါတ်1တူရဲ့အမှားဒီမင်းအောင်နိုင်ရဲ့ဒီအတူအယောင်တီတူတွေကိုတက်ပြတ်နေတဲ့ကောင်တွေရဲ့ပူပေါင်းပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အရာကိုတီတူကဆက်လက်မခံတာ။နော်အဓိကအဲ့ဒါပြည်သူအများစုလက်မခံဘူးဆိုတာအဲ့ဒါ။နံပါတ်1ကခရက်ကပြောသလိုပေါ့ဒီကိုကိုကြီးပါတီတွေဝင်ပြီးတော့ရှင်းရှင်းပြောရင်ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံမှာရှိတဲ့လူဦးရေပြည်သူအများစုက လက်ခံတဲ့ရွေးကောက်ပွဲမဟုတ်ဘူးထောက်ခံတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုအားလုံးနဲ့တည်တယ်နော်အဲ့လိုဟာမျိုးမှာအခုလိုပုံစံမျိုးတွေပြောပြီးတော့ဝင်တာဒီဒီကလက်ခံမလားကွန်မန့်တွေကြည့်ပါကျွန်တော်ကွန်မန့်ပြမယ်နော်အဲ့တော့တူတန်တော့နားတော့ရင်ပေါ်ပြလာနီးမှာသွန်းနှောင်းနော်ကျွန်တော်တို့ကအဲ့ဒီဘောမပါတီတွေကျွန်တော်တို့ဘယ်တော့မှတက်တာမပုံဝင်မကြည့်ဘူးနော်အခုမှဒါပို့လာလို့ဟော့ကွန်မန့်ကိုကျွန်တော်ယူလိုက်မယ်နော်ပထမဆုံးတစ်ယောက် ိုင်ငံရေးလမ်းကြောင်းပေါ်ကရှောက်နေတွေ့တော့အတိုက်ခံလှုပ်เสียရမလိုဘူးနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်လက်နက်ကင်ပြီးမြို့ဖြတ်တာနိုင်ငံရေးမဟုတ်ဘူးတဲ့သူ့ရဲ့အောက်မှာဓမ္မဟာဟာလေးခုနဲ့လိုက်ဆယ်ခုရှိတယ်ဒါကတော့သူတို့ဘုံမဘကအဲ့ဒီအောက်မှာဝင်ကြီးလိုက်တယ်ဓမ္မနော်သူ့ကိုဝင်ဆဲထားတာဟာလေပြီးအောက်ပိုင်း ဒီအောင်ပိုင်ပြောတာတော့နည်းနည်းသူကတော့ပြောထားတာဟာနောက်ပေါက်နီးတယ်ကြားရေတောက်နီးလေးဘက်ထောက်နီးစမူစာကင်နီးဤကြကိုယ်ဆွဲနီးမမန်းနီးပေါင်းခံနီးဂီတာကက်ကော့ကင်နီးဂျီကင်နီးရှာတုံးချနီးမြင်းစင်းနီးတော်ပါတော့ဟာတဲ့နင့်ကိုထောက်ခံတဲ့အဖွဲတက်တက်ကိုရှိတယ်တဲ့အဲ့ဒီမှာနေလိုက်ပါတဲ့နင်ဖုံးကြီးကြောင်းတွားကြည့်ပါလားတဲ့နိုင်ငံရေးကနှစ်လိုင်းမဟုတ်ဘူးလေနော်တဲ့နော်နောက်တစ်ယောက် ိပိအကြောင်းပဲပြောပါလားတဲ့ကြောစင်းဒီမှာနော်အကောင့်အစ်စ်တယ်နော်မြမပြည်သူတွေရင့်ကျက်လွန်းလို့မြည်မြည်တောင်မှဲ့နေပြီတချို့ဆိုတဲ့တဖြုတ်ဖြုတ်နေတိုင်းလို့လို့ကြွေကြနေပြီဒါထက်ရင်ကျက်တာဘာရှိမလဲတဲ့မရင်ကျက်တာကပြည်သူကိုလူအလို့ထင်နေတဲ့အုတ်ထုတ်တူတွေပဲတဲ့နော်ဒါသူတို့ရဲ့ဝင်င်းထဲမှာနော်ဒီတယောက်ကမြန်မာနိုင်ငံရေးမှတရုတ်တွေတောင်ဝင်ဆွတ်ဖက်နေပြီ နောက်တစ်ယောက်ကနိုင်နိုင်ရှုံးရှုံးအရင်မကြည့်ဘူးဆိုတာမဟုတ်ဘူးနိုင်ငံရေးလုပ်ရင်အရင်နိုင်အောင်လုပ်ဖို့ကြိုးစားဖို့အလွန်အရေးကြီးတယ်ရှုံးပြီးပြင်ပနိုင်ငံရေးဘာညာဆိုတာရှောက်ပြောပြောတာနိုင်အောင်ဥပဒေနဲ့မဆန့်ကျင်တဲ့နီလန်းအကောင်တုံးလို့ရမယ်နိုင်မှကိုယ့်ရည်ရွယ်ချက်လုပ်နိုင်မယ်မိမိရှင်ပြိုင်မဲ့နေရာရဲ့ပြည်သူအကြိုက်ကိုတိအောင်ကြိုးစားရမယ်စကလုံးနဲ့ပြီးပြီးလှုပ်မရအောင်အပြောတိတ်မများနဲ့ဖိုက်တဲ့နဲ့အမနိုင်သွားရင်တော့ကြာသေးတွေရောင်းကောင်းမှာပဲနော်တဲ့ နင့်ကြည့်ရတာမောနေတယ်လို့ပဲနော်တဲ့လက်သုံးလွန်ထားတာလားတဲ့လိုင်းကြောင်တွေတဲ့လိုင်းပေါ်တက်လာတာအာယုံတော်တော်နောက်တယ်တဲ့နော်နောက်ဒီတယောက်ကတော့ဖာတယ်မတာမျက်ခိုင်ကလည်းတကယ်ကိုစောက်ချက်မရှိတော့တာပဲတဲ့ဖူကာဖရီးကြည့်ရတော့မယ်တဲ့နော်ဖာလာမလာအကတ်တို့များတယ်အော်အကုတို့များတယ်တယုတ်တိုင်းကို မပြောဘူးနေတို့စိတ်နဲ့လူရဝင်းရင် မြန်မာပြည်မှာကတရုတ်ပြည်ဖြစ်သွားမယ်ဆိုတာဘေဒင်တွက်စရာတော့မလိုဘူးတဲ့အမေစုတော်နှစ်လောက်စောက်လီမကျေဘူးတဲ့နောက်တစ်ယောက်ကနော်ပြပအလုတ်ပဲလုတ်ပါကွာတဲ့ပြပအလုတ်နဲ့ပဲတင့်တော့ပါတဲ့ငါဘလို့ဆဲရမှမတီးတော့ဘူးတဲ့လွတ်တော်အထဲမှာပါဖီးတက်ကုံတော့မှပြပချမ်းရဲ့နော်ဓမ္မဆိုဓမ္မဘလူးမတ်ကြီးနဲ့နော်နိုင်ငံရေးကိုနားမလဲပဲနိုင်ငံရေးလှုပ်ချင်တာအတော်ဆိုးတာပဲတဲ့မင်းရဲ့နေရာမဟုတ်ပါဘူးကွယ်တဲ့ ရက်ပွဲအဆင့်တောင်မရှိဘဲနိုင်ငံရေးတဲ့ဝင်လာခြင်းတွေနေ့ဘဘတွေကိုမနေ့ဘဘတွေကိုမှခြင်းနေအခန်းထဲမှာသွားမှာပါပြည်သူတွေဆိုတဲ့စကလုံးတွေမတုံးပါနဲ့နေနဲ့မတန်ဘူးခလေးမှမဘလူးမှတ်နဲ့နော်တိလားရွေးကောက်ပွဲဝင်ပြိုင်ပြီးအနိုင်ရတဲ့လွတ်တော်တဲ့သွားစစ်သားတွေဘောကိုမယုံကလွယ်ပြီးဘာအခွင့်အရေးလောက်ပိုင်ဝင်မှကိုမမျော်လင့်နဲ့ကြီးလိုလိုမှုလိုလိုနီးလန်းတဲ့သွားမဲ့ပုံပဲတဲ့ အုံနောက်လူတိုင်းမှာရှိတယ်တဲ့အတိညာလူတိုင်းမရှိဘူးတဲ့နောက်တစ်ယောက်ကဟာရင့်ကျက်တဲ့နီလန်းဆိုပဲတဲ့နောက်တစ်ယောက်ကမြန်မာလူစဲရင်ဘန်းခံရမှာကြောက်လို့တဲ့နှစ်ကိုဂျပန်လူစဲသွားတယ်ဂျပန်စာနဲ့အဲ့တော့နှစ်ကိုဘုတ်ဘုတ်ဘက်ဘက်ပဲကြက်တည်သုံးပါတဲ့တဘောနုနုတော့ဥမျက်ခိုင်ကစားခွဲအောင်ငါးပါးပေါက်သွားတယ်မီဒီယာကိုရှောင်မဲဆွဲဖို့မီဒီယာကို အားကိုးမဲ့ဆိုရင်ဝမ်းစာဖြစ်ပါခလေးမာတဲ့တရောင်း15အလွန်လဲကအခုချိန်ထိ ်ချိတ်ချိတ်တဲနေတဲ့ပွဲကြီးပွဲငယ်တွေနဲ့နိုင်ငံရေးတွေဖြစ်နေတာတူရောက်လာရင်အကုန်လမ်းကြောင်းလွဲပုံတော့မှာပဲဒါလည်းနိုင်ငံရေးလက်ကွက်ဘာမှမတည်ဘူးဟာတဲ့နောက်တစ်ယောက်ကမြန်မာနိုင်ငံသားစစ်လားဗျာတဲ့သူမကြည့်ရတဲ့ပုံစံတရုတ်တွေးတော့ထင်တယ်တဲ့လော်ကြီးစေးရောင်းပေးပါဦးတဲ့တကယ်ကိုအနှစ်သာရရှိလိုက်တာတဲ့မတူညီတဲ့နိုင်ငံရေးလမ်းကြောင်းနဲ့တွားမယ် Oh my god မှန်လိုက်လေတမီးတဲ့ရဲတဲ့တချင်းအောင်ရှိတယ်မဟုတ်လားတဲ့ မနေ့ကတွေ့တဲ့လူနဲ့ဒီနေ့တွေ့တဲ့လူမတူပါဘူးကွယ်တချို့က3လက်မတချို့က6လက်မတချို့ဆိုရင်မြင်းဟာတက်လာသလားထင်ရတယ်ဘာတွေလဲကွာတဲ့ဟိုဟာကမတင်ပေးတော့ဘူးပေါ့တဲ့ဘာလူမျိုးပါလဲပိပိကြောင်းပဲပြောပိပိကြောင်းပဲပြောတဲ့ပြက်ပါပြီတဲ့သူများအမွေးလောက်ဟာကတဲ့ပိပိလေးတဲ့ဘာပဲပြောပြော correct တက်တိကိုတော့လေးစားတယ်တဲ့ ကြိုက်တယ်ဗျာတဲ့အပိနေတယ်ဘူဘူးကြီးတဲ့မရင်ကျက်တဲ့နိုင်ငံရေးကိုမရင်ကျက်သေးတဲ့နင်တို့ကလှုပ်မှာပေါ့ပိုဆိုးဖို့ပဲပိုဆိုးဖို့ပဲရှိတယ်မြန်မာစကားကိုလည်းလုံးစစ်ပက်စစ်ပြောနိုင်တဲ့တနေ့ပြန်လာခဲ့အခုတော့လစ်တယ်စောက်ကောင်မတယ်ကြီးစေးဘယ်စေးကောင်းလဲဟင်းတဲ့မရင်ကျက်တဲ့နိုင်ငံရေးကြောက်ကြဆုံးတယ်ဆိုတာကိုဘာကိုပြောရလဲဖလာမရဲ့ ရင်ကျက်တာမရင်ကျက်တာနောက်ထားကိုအတန်ကိုပြန်နားထောင်ကြည့်တင်တယ်အတန်နဲ့စကလုံးရွေးချယ်ပုံစကားပြောပုံကနိုင်ငံရေးနဲ့လုံးဝမတင့်တော်နေဘူးတဲ့ဟိုလမ်းကြောင်းကနေနိုင်ငံရေးလမ်းကြောင်းပေါ်တက်လာတယ်ဟိုမြန်မာနဲ့ထိတ်ပြောင်တယောက်ကလည်းကိုမကြွန့်ကျင်အတွေ့အကြုံမရှိဘဲနဲ့ဆရာကြီးလှုပ်တော့အားလုံးကမောက်ကပတွေဖြစ်ကြရတယ်တဲ့ဟိုဟာလမ်းကြောင်းနဲ့နိုင်ငံရေးကမတူဘူးနော်တဲ့ကိုကိုတိုင်းနိုင်ငံရေးရေချိန်ဘလောက်ရှိတယ်ဆိုတာအရင်သုံးတတ်ဖို့လိုတယ် ပေါ်ပင်နိုင်ငံရေးသမားတွေထပ်လို့ရင်နိုင်ငံရေးရည်ချင်ပြုတ်ရတဲ့ပြည်သူတွေကဟားတိုက်ကြလိမ့်မယ်တိုင်းပြည်နှစ်နာမယ်တဲ့ချင်းကေကိုလည်းနာမည်ကြီးတာပဲဒေါက်တာချက်ကြီးတို့မြတ်မြတ်တို့မင်းသမီးလေးတို့လည်းနာမည်ကြီးတာပဲတဲ့ပုတ်ပုတ်ပတ်ပတ်လုံနေတာပဲကောင်းမယ်တဲ့ဒီကတော့ဗာရေးသားပြီနော်ထပ်စူးစမ်းကြည့်ပါတွားနဲ့ချစ်မိရင်တော့ကြောက်ခံရမယ်တဲ့နိုင်ငံတော်ပုံကံမှုကြီးနဲ့ဒုစရိုက်ပေါင်းစုံကျွလွန်ထားတဲ့အကျန်းဖက်တမားကခေါင်းဆောင်ကြီးဖာဓမ္မနဲ့ဖာကောင်းတွေ့ နိုင်ငံတော်ပုံကံမှုကြီးနဲ့ဒုစရိုက်ပေါင်းစုံကျူးလွန်ထားတဲ့အကြမ်းဖက်သမားကခေါင်းဆောင်ပြီးဖာဓမနဲ့ဖာကောင်းတွေထောင်တဲ့ပါတီကိုဘယ်ပြည်သူကဘလို့ပုံစံနဲ့မဲပေးကြမလဲရွေးကောက်ပွဲလုံရဲတာကိုကပြည်သူကိုတော်တော်လေးမျက်နှာပြောင်တိုက်စော်ကားလုံးနေပြီစောက်ခွက်ပြောင်တာအတိုင်းတာတခုတည်းပဲကောင်းပါလေစကားပြီအောင်အရင်ပြောစဉ်းစားပေးမယ်တဲ့စပတ်လီးတဲ့တရုတ်ကအစင်းမြင့်တဲ့ဖာဓမတွေကိုနိုင်ငံတိုင်းကိုစေလွှတ်ထားတာနော်တဲ့ လွတ်တော်ထဲမှာဖာယုံထောင်နိုင်ဖို့တင်လွင်ပေးပါအမတဲ့ဟုတ်ကဲ့ပြောချင်တဲ့စကားရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့လက်ဥပါပဲလို့တဲ့အောင်မြင်ပါစေညီမတဲ့မိုဟာမက်နဲ့ဘီဘီချန်းတို့ရဲ့မြန်မာနိုင်ငံရေးစိတ်ဝင်စားမှုများတယ်မာလာအပါဝင်အမတ်တွေအစိုးရကတခိုးအကျန်းဖက်သံတောင်းစားတွေကို၁၈ပလက်အကြောင်းတရားဝင်တင်ပေးလိုက်ပါတဲ့ကွန်တုံးကိုတေချာစွပ်ပါမစွပ်ရင် မာလာလူခြတူးလံငမိုက်တာစစ်ခွေးအနာယူတွေပေါ်ပေါက်လာတတ်တယ်ဆိုတာပါဘ ഹു တုဒအဖြစ်ပြောပေးပါတဲ့မင်းကျက်တဲ့နိုင်ငံရေးနီးလန်းဆိုတာဘာကိုပြောတာလဲရင်းကျက်တဲ့နိုင်ငံရေးကိုဘယ်လိုရှောင်လန်းမှလဲပြောပြပါအောင်ဖာစိတ်ခံရှိတဲ့သူကအဲ့လိုပဲဟိုပြောင်းဒီပြောင်းခုနေရကိုမနေဘူးပြည်သူတွေကိုစောက်ပွားထင်နေမှားလိမ့်မယ်မောင်မြတ်ခံရဲ့မင်းမို့လို့တိတ်ခါကြခံပြီးလူရအတွင်းမီအင်တာဗျူးနေသေးတယ်စိတ်ပျက်စရာကြီးกว่าတဲ့ မြန်မာနိုင်ငံရင်းမှာတရုတ်မှာတော့ပါဝင်နေပြီကလားမှာပဲလူတော့တယ်တရုတ်လူမျိုးလေးတဲ့နေယူနေလားတဲ့ကောင်းပါတယ်လွတ်တော်ထဲမှာအယောင်တွေးဆောင်နေပို့ဖြစ်သွားတာပေါ့တဲ့မြန်မာကိုနဲ့တန်ရတန်ရလေးပဲလောက်ပါမတန်မရတွေဘာတွေတိလို့ပြောနေလဲတဲ့ဖာတယ်မှာကနိုင်ငံရင်းလောက်တော့ဖာနိုင်ငံပဲဖြစ်မှာပေါ့တဲ့အင်းဟုတ်ပါပြီတဲ့၁၈ပြလက်အကြောင်းပြောသူဖာတယ်ဖာကောင်းတွေမြူးတဲ့ရွေးကောက်ပွဲကြီးပါလားတဲ့ တရုတ်ပြည်သူတမနာမြန်မာနိုင်ငံဖြစ်တာကြာခဲ့ပြီတဲ့အဲလေတဲ့နစ်စိုးအတားကြံသေးရင်မင်းမင်းကကံအလွန်ထူးခြားတူပဲမြန်မာနိုင်ငံလူမျိုးရောမြန်မာမြန်မာမြန်မာနိုင်ငံနိုင်ငံရောလူမျိုးရောကဘာလေမှာဂုံငယ်ပြီးစင်းရဲမွဲတိစုပ်ပြက်ပြီးအရာအလုံးပျက်စီးနေတာလဲမပြောနဲ့တဲ့မြန်မာနိုင်ငံဟာကဘာမှာဘယ်နိုင်ငံမှမမရှိတဲ့နိုင်ငံရေးပါတီပေါင်းတရာကျော်တဲ့နိုင်ငံကဲမအောင်မှန်တော့ရှင်းနေတဲ့အတွက်ကျွန်တော်မဖတ်တော့ဘူးအဲ့တော့ကြည့်သွားပါ ပြည်ပသတင်းဌာနတွေကမဟုတ်တာပြောတာလားပြည်သူကို၌ကမဟုတ်တာပြောအကောင့်စစ်တင်တဲ့နော်နော်ကြည့်အဲ့ဒါအဖြေပဲအဲ့တော့ဒီနေ့ခေတ်နိုင်ငံရေးမှာဘာဖြစ်နေလဲဆိုတော့ပြည်သူကိုလေအထင်သေးတာလက်ရှိမင်းအောင်နိုင်အပါအဝင်အဲ့ဒီမဲ့အချမ်းမှာတွားဆုတဲ့ဟာတွေမှန်တမျှဘာယောဂဖြစ်နေတာလဲဆိုတော့ပြည်သူကိုအထင်သေးတဲ့ယောဂဖြစ်နေတာအဲ့တော့ငါတို့ကကိုယ့်ကိုယ်ကိုတိကိုတက်ကိုပဲခင်နေဟမ်ကိုယ့်ကိုယ်ပဲခင်တဲ့လူတွေက အမှတွားစုပြီးတော့အခုလိုပွားရောက်နေတာအဲ့တော့နိုင်ငံဟာစုပ်ပြတ်တော့ဘာလားမခဲရင်ဒါမဲ့ကောင်းပါလေတီတော်နိုင်ရဲ့တစ်ဖက်မှာဟိုအသက်တွေတေးရတဲ့ဘဝတွေပြက်ကတယ်နော်နိုင်ငံထိခိုက်မျက်နာရတဲ့ဆိုပေမဲ့ဒီတက်နိုင်ငံရေးကိုပြက်ပြက်တတပြီးဝန်းလိုက်လို့မရှင်းဖားတဲ့ငါပွဲပြီးတော့အဲ့ဒီနိုင်ငံရေးကရှင်းလင်းသွားလိုက်နော်နိုင်ငံရေးဘာသာရေးကစပြီးအရာအားလုံးဟာတန့်ရှင်းပြီးသားဖြစ်သွားလိမ့်နော်အဲ့တော့မြင်အောင်ကြည့်ပါအဲ့တော့ ပြည်သူတွေကလက်မခံတာလားဆိုတာကိုယ့်ကိုဒီအလုံးတစ်ခုလှုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့အရေးအတွေးကိုယ့်လူများနဲ့လှုပ်ရမယ်အလုပ်ဆိုကိုယ့်လက်ခံနိုင်မှုဒါတွေကိုကြည့်ရတယ်နော်အဲ့တော့ဘူဘီချမ်းဆိုတာကအလုံးတည်းနိုင်ငံရေးစင်လာတဲ့ရှိတာမဟုတ်ဘူးထားနိုင်ငံရေးစင်လာမရှိလို့နိုင်ငံရေးမလှုပ်ပါဘူးတော့ပြောလို့မရဘူးနော်ဒီနေ့မှဝင်လာတဲ့လူလဲတသက်လုံးလှုပ်လာတဲ့လူလဲကောင်းတယ်ပြည်သူကလက်ခံရမှာပဲဒါရှင်းရှင်းလေးဟုတ်တယ်နော်အစီအရာတွေကိုကြော်လို့မရဘူးဆိုတော့စိတ်ကိုထားလို့မရဘူးဒါပေမဲ့လို့အဲ့ဒီလာတဲ့လူကြီး ဘာမှမတည်ပဲနဲ့တင့်ပြီးတဲ့ရဗယံမနာတွေလာလို့တဲ့အရာမျိုးတော့ဘယ်ပြည်သူမှလက်ခံမှာမဟုတ်ဘူးလေဟုတ်တယ်မလားတအုပ်ဘီဘီကန်ဖြစ်နေတဲ့ပြဿနာကအဲ့ဒါပါပဲဒါမြင်အောင်ကျွန်တော်ပြတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအရှက်ပိတ်ခါလေးရှိကြပါလို့ပြောခြင်းတယ်နိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်ပိတ်ခါရှိကြပါနိုင်ငံရေးဖို့ပတ်သက်တဲ့လူတိုင်းပိတ်ခါရှိမှပိတ်ခါပြေဝတဲ့တိုင်းပြည်ကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်မှာပိတ်ခါမဲ့တွေနိုင်ငံရေးမှာပါနေရင် တိတ်ခါမဲ့ပြီးအောက်တန်းစားကြနေတဲ့တိုင်းပြည်ပဲကျွန်တော်နိုင်ငံဖြစ်နေလိမ့်မယ်နော်အဲ့ဒါအဲ့ဒါသိကြပါတယ်ဒါကြောင့်မလို့ပြည်သူကအရေးကြီးပါတယ်ကျွန်တော်တို့တိုင်းပြည်ကောင်းဖို့မကောင်းဖို့ဥဆောင်တဲ့လူတွေကအရေးရှိရှိဖို့မရှိဘူးဆိုတာပြည်သူတွေပေါ်ပဲမူတည်ပါတယ်နော်အဲ့ဒီရဲ့တာဝန်ကပြည်သူအလုံးမှာအပြည့်အဝရှိပါတယ်